မင်္ဂလာပါ channel နဲ့မှပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့မန္တလေးမဟာမြတ်မုနိဖရာကြီးမှမြသပိတ်အခိုးခံရတဲ့တည်တင်းဖြစ်ပါတယ်ဒီတည်တင်းကိုဒီဇင်ဘာ၄ရက်နေ့ကမန္တလေးမဟာမြတ်မုနိဖရာကြီးဤမြသပိတ်တော်အခိုးခံရကြောင်းသိရှိခဲ့ရပါတယ်ဖရာကြီးဂောဘကအဖွဲ့ကသက်ဆိုင်ရာတာဝန်ရှိသူများကိုအမှုဖွင့်တိုင်ကြားထားတော်လဲယနေ့ညနေအထိဘာတုတ်ပြမှုမှ မရှိသေးဘူးလို့ဖရာကြီးနှင့်နှီးဆက်တဲ့ပြည်သူတို့ဥမဆိုထားပါတယ် အိမ်တွေကတိုက်တိုက်ဆိုင်ဆိုင်ပဲမန္တလေးမြို့ထဲကလပိတ်ဆိုင်တက်ဆိုင်မီးလောင်နေပြီးတော့တချိန်တည်းမှာပဲပြည်ဦးလင်စစ်တန်းတန်းကြောင်းစင်းမွဲကပြန်လာတဲ့မယောင်းလိုက်ရောက်နေတဲ့ဆိုပြီးမိသက်ကားတွေကိုနီးရလန်းတွေကမဖြတ်ခိုင်းမဝေးတဲ့တခြားလန်းတွေကပတ်မောင်းခိုင်းနေအဲဒီနောက်မှာမယောင်းလိုက်မဟာမျက်မှုနီဖျားကြီးကိုဝင်ပြီးကတော့တယ်လို့ပြောခဲ့ပါတယ်ကတော့တဲ့အခါမှာလဲဂေါ်ဘကအဖွဲစီကနေမြားသက်ဘိတ်တော်ကိုတောင်းပြီးတထောင်တန်25အုပ် တပိတ်ထဲထည့်ပြီးကတော့တာမကြောက်ဘူးမင်းအောင်လိုင်ဖះကြီးကပြန်ထွက်သွားပြီးနှစ်နာရီလောက်အကြာမှာမြားတပိတ်မရှိတော့တာကိုသိလိုက်ရပါတယ်ဘလုံးမရှာလုံးမရတဲ့အစုံဂောဘကအဖွဲကသက်ဆိုင်ရာသာသနာအဖွဲအစည်းတွေကိုအတိပေးပြီး52လမ်း98လမ်းတောက်မှရှိတဲ့အမှတ်7ရဲစခန်းမှာအမှုဖွင့်ခဲ့တယ်လို့သိရပါတယ်အခုယနေ့အချိန်ထိတော့ တာဝန်ရှိသူတွေဘက်ကဖောက်တုတ်ပြတ်မှုမှမရှိသေးဘူးလို့ခေါ်ဘက်ကအဖွဲ့နဲ့နှိစက်သူတအုပ်ကဆိုထားပါတယ်။ဒီဇင်ဘာ၄ရက်နေ့မနက်ကမန္တလေးမြို့ မဟာအောင်မြေမြို့နယ်ကပေါ့ဆိုင်လဖက်ရည်ဆိုင်မှာမိလောင်မှုဖြစ်ပွားခဲ့တာပါ။မိလောင်မှုကြိုက်လဖက်ရည်ဆောင်တဆိုင်လုံးမိလောင်ဆုံးရှုံးခဲ့ပြီးအနည်းနာကိုတော့ကိုဆက်လောင်ကျွမ်းတာမျိုးမရှိခဲ့ပေမဲ့မြန်မာနိုင်ငံမန္တလေးမြို့ရဲ့အထင်ကရဖြစ်တဲ့ မဟာမြတ်မွနိဖရာကြီးရဲ့မြတ်တပိတ်တော်ကတော့အခိုးခံလဲရပါတယ်အခိုးခံလဲရတဲ့မြတ်တပိတ်တော်ကရခိုင်ကနေမဟာမြတ်မွနိဖရာကြီးကို ပင်းဆောင်တော်မူလာတော့ကတပါတဲ့ပါလာတော့ပစ္စည်းဖြစ်၍ကာလတံမုံကိုမှန်းဆလို့မရကြောင်းတမိုင်းသူတည်အချို့ကဆိုထားပါတယ်စေဝင်စားပဲတည်င်းများနဲ့နိုင်ငံရေးတည်င်းများကိုသိရှိနားဆင်ခြင်းနဲ့ဆိုရင်ဒီ channel လေးကို like and subscribe လို့တွားကြဖို့မမေ့နဲ့ဦးနော်